အချူလျှော့စားတယ်နောက်ပြီးတော့မချူတော့လေစီချူတက်စီတယ်စီးတဲ့အစားစားလေးပေါ့နော်ဂျုံဆန်ပြောင်းဒါလေးကောင်းညင်းနေကိုကျွန်တော်တို့ရှောင်ကျင်းရမယ်ဆိုတော့အခုဆိုလို့ချင်တော့တော်တော်များများသိပြီးတော့ပြီးတင်ပါတယ်ကျွန်တော်အပါဝင်စီချူထူးထူးဆီအောင်ကြီးနေကျွန်တော်မိတ်ဆွေဆီအောင်အများစုတော်တော်လေးကိုဒါပြောပြပြနေကြတယ်ပြည်သူလူထုကလည်းတော်တော်လေးကိုဒါကိုသိရှိလာပြီလောက်လောက်ရကောင်းမှန်းသိလာပြီအဝဲနဲ့ဆရာလာပြီဒါဝမ်းသာစရာပါ ို့တော့အခုဒီမေးခွန်းမှာမေးထားသလိုမျိုးပဲအချူရှောင်းအစားရှောင်းရုံနဲ့စီးချိုမကျတဲ့လူနာတွေလည်းအများကြီးရှိပါသေးတယ်အများကြီးရှိပါသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုပြနေတဲ့ဆရာဝန်ကိုကိုကတေးချပြန်ပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ်ဆရာဝန်တွေကလည်းလူနာပေါ်မှာပွင့်လင်းမှုလို့လူနာကလည်းဆရာဝန်ပေါ်မှာပွင့်လင်းရမယ်ကိုခံစားချက်တွေနဲ့ကိုတကယ်အိမ်မှာအားထုတ်နေတဲ့ဟာတွေကိုပြောပြဖို့လိုတယ်ဗျဆိုလိုချင်တာတစ်ခါလေးကျွန်တော်တို့ဆရာဝန်တွေက လူနာအများကြီးကြည့်ရတဲ့အနေအထားဒါမှမဟုတ်လေလူနာတယောက်ချင်းစီကိုပြန်မျှအားဖြင့်အချိန်ပေးဖို့နည်းတဲ့အနေအထားမှာအာအဆူအချိုးရှောင်းဘာညာရော့ဒီဆေးပြေးလိုက်မယ်ဆိုပြီးမြင်မြန်ဆန်ဆန်လောက်တာမျိုးလဲဆက်လို့ရှိရင်ကျွန်တော်တို့လူနာတွေကိုတေချာလဲဟိုပုံမင်းမြန်ပြစ်လို့ရှိရင်တော့ဒါလေးတွေပို့ပြီးတော့အထင်သာမြင်သာရှိမယ်ပေါ့ဗျာအခုလိုအနေအထားမျိုးမှာကလူနာကရှောင်ရကောင်းမှလည်းသိတယ်တည်တည်ချာချာလဲစူးစမ်းအားထုတ်ပါရန်နဲ့မကြဘူးဆိုလို့ရှိရင်ဖြစ်နိုင်ကြရာကျွန်တော်တို့ တောက်စီလိုအပ်ချက်နည်းနည်းထက်ရှိနေသေးတယ်လို့မျိုးတချို့ဖြစ်နိုင်တယ်။အလွယ်ပြောတော့စီးတူးရမှာပေါ့ဗျာ။နော်။ဒါမှမဟုတ်သူကစီးတောက်စီနဲ့တိတ်မတိုးရဲပေါ့နော်။ကျွန်တော်တို့အမျိုးသားတက်စီယူလည်းဖြစ်နိုင်တယ်။အမျိုးသားတက်စီယူတွေကတော့ကျွန်တော်တို့တောက်စီတမျိုးပေးတယ်တသက်မထိန်နိုင်ဘူး။နှမျိုးပေးတယ်သုံးမျိုးပေးတယ်လေးမျိုးထိပေးတယ်ဘလို့မှမထိန်နိုင်တာကြီးရှိတတ်ပါတယ်အာလူငယ်တွေမှာအဖြစ်များတယ်မျိုးယူလိုက်တယ်ပေါ့ဗျာအဲ့အရာတွေကကျတော့ ကျွန်တော်တို့အင်ဆူလင်လိုတဲ့အဖွဲထဲမှာပါသွားလိုက်တာအဲ့လိုဟာမျိုးကျတော့ဟိုအနာနဲ့စိတ်သိမ့်မတွေ့သေးတဲ့လူမျိုးဖြစ်တာပေါ့နော်အဲ့တော့ကိုကအင်ဆူလင်လိုအပ်ချက်များရှိနေသလားတနည်းအားဖြင့်ဟိုထိုးစေးပေါ့ဗျာနော်စီးချိုကိုထိုးစေးလေးတုံးပြီးတော့ထိမ့်ဖို့ကြိုးစားရနိုင်တယ်ပေါ့ဒါလေးကိုတစ်ချက်ထည့်စဉ်းစားသိနေပါတယ်အဲ့တော့ကိုတကယ်အချိုတွေကိုလည်းကြိုးစားရှောင်နေပါတယ်ဆိုတာကိုကိုပြတဲ့ဆရာမကိုတည်တည်ချာချာ ခွင့်ဟပြောကြပါရှောင်နေသည့်တိုင်အောင်မထိနိုင်တော့ဆရာဆရာပေါ့နော်အာကျွန်တော်တို့ကျမတို့ကတော့အိမ်မှာခိုးစားနေတာမဟုတ်ဘူးနော်အဲတကယ်ကိုရှောင်ရက်နေကိုမထိနိုင်တာပါဆိုလို့ရှင်တော့ကိုကိုကြည့်ပေးတဲ့ဆရာပေါ့ဟာထိုးစီတုံးမလားဆိုတော့ဟုတ်စဉ်းစားပါလိမ့်မယ်ဒီဗီဒီယိုလေးကနေပြီးတော့စီယူသမားတွေအတွက်အချိုးတစုံတရာရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျမ်းမာကြပါစေခင်ဗျာ